တခါတော့ပုံနာကြီးတူဟာရစ်ပူဇော်ဖို့အတွက်စိတ်ကြီးတကောင်ထမ်းပြီးတော့လမ်းလျှောက်လာအဲ့တော့လူလိန်ကြီးသုံးဦးကတွေ့တဲ့အခါမှာအဲ့ဒီစိတ်ကြိုးတို့ကစားကြင်တော့စိတ်ကိုစားလို့ရအောင်မလို့ကြံမလဲဆိုလူလိန်ကြီးသုံးဦးအကြံထုတ်အဲ့ဒါနဲ့ပုံနာကြီးကနည်းနည်းလေးလှမ်းလမ်းကိုလျှောက်လာနဲ့အဲ့မှာလူလိန်ကြီးသုံးယောက်ထဲကတယောက်ကထွက်အလိုပုံနာကြီးဘယ်နဲ့ခွေးထမ်းလာတော့နဲ့ခွေးကိုဘယ်လိုဖြစ်လို့ထမ်းလာတော့ပုံနာကြီးရုပ်ပြက်ဆင်းပြက်ကြီးဆိုပုံနာကြီးလန့်သွားဟာဘာလို့လာပြောနေတာလဲငါထမ်းလာတာ စိတ်ပါကွာဘယ်နဲ့မင်းခွေးမဟုတ်ကဟုတ်ကတွေလာပြောနေတယ်ဟာပုံနာကြီးခွေးထမ်းပြီးတော့ဘယ်နဲ့စိတ်လို့ပြောနေအဲ့နဲ့အဲ့လူလေးကြီးကထွက်သွားပုံနာကြီးကနည်းနည်းတော့စိတ်ထဲမှာစနိုးစနောင်းပြဘာလေးလာပြောနေတာဒီကောင်ချောစီစီမူးလာပုံရတယ်အဲ့နဲ့နည်းနည်းလမ်းလျှောက်အဲ့လူလေးကြီးတော့ထဲနောက်ထပ်တယောက်ကလမ်းကိုအလီနာမှာထတ်ထွက်လာဟာအသင်ပုံနာကြီးဘယ်နဲ့နွားကြီးထမ်းလာတော့နွားကြီးကိုဘယ်နဲ့ထမ်းလာတော့ပုံနာကြီးမပင်ပန်းတဲ့အတိုင်းပဲပုံနာကြီးကကြောင်သွားပြန်ဟာငါထမ်းလာတာစိတ်ကြီးပါဘယ်နဲ့ဒီကောင်နွားကြီးလို့ပြောပြန်ပြီ အမေဘာတွေလာပြောနေတာလဲငါထမ်းလာတာစိတ်ကြည်သေးချာလဲကြည်ခုမှစောစောစီးရှိသေးတယ်အိမ်မုံဆုံးပွားနဲ့ဘာတွေလာပြောနေတာဒီကောင်လဲအဲ့ဒါပုံလိုက်ဆက်လျှောက်အဲ့နောက်ထပ်လမ်းဖြတ်တစ်ခုကိုရောက်တဲ့အခါခုနလူလိန်တောင်းတဲ့နောက်ထပ်လူလိန်တခုထွက်လာထွက်လာပြီးတော့အဲ့လူလိန်ကြီးကထပြီးတော့အော်ရန်အိုးပုံနာကြီးအသင်ဘာလို့မြည်ထမ်းလာတာတော့ပုံနာကြီးကတော်တော်ကြောင်သွားဒီတစ်ခေါက်တော့ငါထမ်းလာတာစိတ်ပါဘယ်နဲ့မြည်ထမ်းလာမှာတော့ ဒါပေမဲ့ဒီတစ်ခေါက်ကြတော့ပုံသားကြီးကရှေ့ဆက်တော့လမ်းမလျှောက်နိုင်တော့ဟာငါထမ်းလာတာစိတ်အဲ့ဒါကိုတကောင်ကလည်းခွေးပြောလို့ပြော နောက်တစ်ယောက်ကလည်းလာပြီးတော့မီးပြောလို့ပြောဟောနွားပြောလို့ပြောနေငါထမ်းလာတာဧကန်နာမကောင်းဆိုးဝါးကြီးထင်နေဆိုအဲ့စိတ်ကြီးကိုပြစ်ချပြီးတော့ပုံသားကြီးကတချိုးတဲ့လစ်ပြေးပါလေရောအဲ့ဒီကြမှာလူလိန်ကြီးသုံးကထွက်လာပြီးတော့ဝမ်းသာအာရနဲ့ခုနပုံသားကြီးပြစ်ချသွားတဲ့စိတ်ကို ချက်ပြုတ်စားတော့ဖို့အတွက်တခါတည်းထမ်းပြီးတော့တို့အိမ်ကိုယူသွားကြ။လူချင်းတို့ခင်ဗျာဒီပုံမြင်လေးကနေကျွန်တော်တို့ lesson story ဘာတွေရလဲ။ကျွန်တော်တို့လောကမှာကိုလုံးနေတဲ့အလုပ်ကိုအာယုံအပြည့်အဝစိုက်ဖို့လို့အတူများတွေစကားတွေကြီးပဲရှောက်ပြီးတော့ရောင်နေလို့မရဘူး။ဟာဒီနေ့ social media ပေါ်မှာတော့ပို့ဆိုးတာပေါ့။ဟာပို့စီအောင်မှာဝင်ပြီးတော့ comment တွေရေးတဲ့အခါမှာသူများစိတ်မချမ်းမသာဖြစ်အောင်တမင်သက်သက် comment ဝင်ရေးတဲ့အခွက်တသက်ရှိအရေးကြီးဆုံးချက်က ိုလှုပ်တဲ့အလို့အပေါ်မှာမိမိရဲ့ယုံကြည်မှုကအပြည့်အဝရှိဘူးလို့ပဲခုနလိုမျိုးတစ်ဖက်သူရဲ့ဇကားကိုနားယောင်နေလို့ကတော့အရှိကိုဘယ်တော့မှရောက်မှာမဟုတ်ကျွန်တော်တို့တခုခုကိုစ조사အားထုတ်လိုက်တိုင်းအားထုတ်လိုက်တိုင်းမှာကျွန်တော်တို့မဖြစ်နိုင်ဘူးလို့လာပြောတဲ့သူတွေကအယောက်တသိန်းလောက်ရှိတယ်။တကယ်တကယ်တော့ကျွန်တော်တို့မဖြစ်နိုင်ဘူးလို့လာပြောတဲ့သူတွေဟာ တို့ကျွန်တော်တို့လုတ်တဲ့ကျွန်တော်တို့စ조사တဲ့အရာမျိုးတို့လုတ်ခဲ့ပြီးပြီး조사ပြီးပြီးတို့မဖြစ်ခဲ့တာတို့တော့မဖြစ်တိုင်းကျွန်တော်တို့မဖြစ်နိုင်ဘူးလားပြောတာတို့မဖြစ်နိုင်တိုင်းကျွန်တော်တို့မဖြစ်နိုင်တာမဟုတ်ဘူးတယောက်နဲ့တယောက်ဟာမတူညီဘူးဒါကြောင့်ကိုလုတ်တဲ့အလုတ်ကိုတဆိုင်မဲ့မဲ့နဲ့ယုံကြည်မှုရှိရှိနဲ့조사အားထုတ်ဖို့လိုတယ်ပဝင်းကြီးကအတန်တွေကိုအလွန်ကြုံခုနပုံနာကြီးလိုအာယုံဆိုင်မယ်ဆိုရင်တော့စိတ်ကြီးကိုကြစ်ချပြီးတော့ထွက်ပြေးရတဲ့အခြေအနေမျိုးဖြစ်မှာဖြစ်ပါတယ်လို့ချဲခင်စွာ ျွန်တော်ဒီပုံမြင်လေးကိုမျှဝေပေးလိုက်ပါရစေ။ကျွန်တော်မျှဝေမှုကနေလူကျွန်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါရစေ။ဒါကြောင့်တစ်ခါတလေကြာရင်စိတ်သက်ကြစရာအကြောင်းအရာတွေပဝန်းကျင်ကြားရမယ်ဆိုရင်ခုနပုံသားကြီးနဲ့လူလိန်သုံးရဲ့ပုံမြင်ကိုပြန်ပြီးနားအောင်လိုက်ပါ။ပြန်ပြီးတော့နားထောင်လိုက်ပါ။ပြန်ပြီးတော့နားထဲမှာကြားအောင်လိုက်ပါ။လူကျွန်းတို့အတွက်တွေးခေါ်စရာတွေရရှိမယ်လို့အပြည့်အဝယုံကြည်ပါရစေ။အဲ့တော့ သင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တလားကိုသင်တန်းတစ်မျိုးပဲဖွင့်တယ်အခုလာမယ်ကျွန်တော်တို့၅လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့စကားစွမ်းရည်သင်တန်းဖြစ်တယ် business presentations master class ဖြစ်တယ်မိမိတို့ရဲ့စကားစွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူမျိုးဆိုတက်နိုင်တယ် online သင်တန်းဒီအခုလာမယ်ကျွန်တော်တို့၅လပိုင်း6ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်ထုံးစံအတိုင်း online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမျိုးဆိုတက်နိုင်တယ်သင်မဲ့ပုံစံကနေ့စဉ် ကျွန်တော်တို့တစ်လလုံးတော့နေ့စဉ် recorded video တွေကို Facebook group ထဲမှာတင် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းအဲ့ဒီအတိုင်းပြန်တင်ပေးမယ်။တန်တန်းကာလာတစ်လပြီးသွားလို့ assignment ဆောင်ရရင်ကျွန်တော်တို့ certificate ကို email ကနေပေးပို့ပေးမှာဖြစ်တယ်။ live lecture ကတော့ကျွန်တော်တို့က Apex စင်ကျွန်တော်တို့တနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေ live stream ပြီးတင်မှာဖြစ်တယ်။ တခါတင်3နာရီလောက်ကြာတယ်မေးခွန်းတော့ကိုဖြေးပေးတယ်အဲ့တော့တနန်းတက်နေတဲ့လူချင်းတို့ group ကိုချင်မှရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်အဲ့ဒီ live ကိုမကြည့်ပြရင်လည်းမပူနဲ့နောက်ရက်မှာ recorded video ကိုကျွန်တော်တို့ကတော့ Facebook group ရော Telegram private channel မှာတင်ပေးမယ်တနန်းကလာတလပြီးသွားလို့ assignment ဆောင်ရွက်ရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ်အပြင်လူတွေ့တင်တဲ့ကတော့ကျွန်တော်တော်ဝင် center မှာတက်အမှာဖြစ်တယ်ကျွန်တော်တို့ အပြင်ဒူရစ်တန်းန်းကြောင်းမပြောမီမှာကျွန်တော်တို့စာအုပ်လက်ဆောင်အရင်ပေးလိုက်အောင်နော်ကျွန်တော်တို့စာအုပ်လက်ဆောင်လိုချင်တဲ့သူတွေအတွက်ကျွန်တော်ဒီအစီအစဉ်မှာလည်းတချို့တို့စာအုပ်လက်ဆောင်၅အုပ်ကိုနှစ်သက်စာအုပ်လက်ဆောင်အစီအစဉ်နေနဲ့ပေးဦးမှာဖြစ်တယ်အဲ့တော့အဲ့ဒီအစီအစဉ်မှာပါဝင်ခြင်းကျွန်တော်အခုအဲဒီဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပေးအဲ့ထက်က၅ဦးကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့စာအုပ်၅အုပ်ကိုတယောက်ကိုတအုပ်နှုံးနဲ့ကိုမမောင်ရရဲဆိုကိုမမောင်ဖတ်ဖို့ဆိုပြီးတော့အိမ်တန်းရရောက်လူချင်းတို့ပို့ကပါမပေးရဘူးပို့ဆောင်ပေးမှာဖြစ်ပါလို့သတင်းကောင်းပါလို့ပါတယ် အဲ့တော့မျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးလိုက်ရအောင်အပြင်လူတွေတင်တဲ့ကတော့ကျွန်တော်တို့ရန်ကုန်မြို့တော်ဝင်စင်တာ၃လမှာရှိတယ်အခုကျွန်တော်ရောက်နေတဲ့ ML တင်တဲ့ကျောင်းမှာเนาะကျွန်တော်တို့လာမယ့်၅လပိုင်းကျွန်တော်တို့က၁၀ရက်နေ့နဲ့၁၇ရက်နေ့မေလ၁၀ရက်နေ့နဲ့၁၇ရက်နေ့စနေတွင်းတွင်၂ရက်မှာမနက်၇နာရီကနေညနေ၆နာရီအထိကျွန်တော်နဲ့ရင်းနှီးချိတ်ခံစွာ၂ရက်အချိန်ပြည့်တွေ့ဆုံပြီးတော့တက်ရမှာဖြစ်တယ်ကျွန်တော်တောင်ဝင်းစင်တာ၃လမှာရှိရကျွန်တော်ရဲ့ ML တင်တန်းကျောင်းရဲ့ဒီတောင်ငူရုံးထဲမှာ ကျွန်တော်နဲ့ယင်းနှစ်ချက်ခံစာတက်ရမှာဖြစ်တယ်ယင်းနှစ်ချက်ခံစာတွေ့ဆုံပြီးတက်ရမှာဖြစ်တယ်မင်းတရားရွှေတီဘုရင်တော်မင်းတရားကြီးတို့ရဲ့เนาะကျွန်တော်တို့အငွေ့အသက်တွေရှိတယ်ကျွန်တော်တို့ရဲ့တောင်ကုန်းထဲမှာအဲ့တော့ကျွန်တော်ကသင်တန်းနဲ့ဟောပြောပွဲနဲ့ကိုခွဲထားတယ်အဲ့တော့ဒီမှာကြည့်ကြည့်လိုက်ကျွန်တော်တို့ကဒီကျွန်တော်သင်တန်းခန်းမကိုကြည့်ကြည့်လိုက်ကျွန်တော်တို့ကလူနည်းနည်းပဲကျွန်တော်တို့လက်ခံတာဖြစ်တယ်ဟောပြောပွဲဆိုတော့လူ900တထောင်နဲ့ကျွန်တော်တို့ပြောတယ်သင်တန်းဆိုတဲ့အတွက်ကျွန်တော်တို့ကယင်းနီးယင်းနီးနီးကျွန်တော်နဲ့ဆွေးနွေးပြီးသင်ကြားလို့ရအောင်အခုလိုလူကြီးကန့်သက်ပြီးတော့ကျွန်တော်လက်ခံတာဖြစ်တဲ့အတွက် စကားဆိုရင်တန်တန်လူပြည့်တာမြန်ပါတယ်အဲ့တော့နီလာမအမဲမလုံးနဲ့ကြိုးအပ်ထားပါအဲ့တော့ online တန်တန်ပဲဖြစ်ဖြစ်အပြင်တန်တန်ပဲဖြစ်ဖြစ်တန်တန်တက်ချင်တယ်ဆိုရင်လူကျွန်းတို့ရဲ့နာမည်ရယ်ဖုန်းနံပါတ်ရယ်ကို comment မှာမရေးနဲ့ messenger message မှာ send ပေးရပြပါကျွန်တော်တို့ team ကညီတွေညီမတွေကဆက်သွယ်ပေးမယ်အခုပထမအဦးဆုံး online ကအယောက်100အပြင်တင်တဲ့ကကျွန်တော်တို့ပထမအဦးဆုံးအယောက်30ကိုကျွန်တော်တို့20% discount ပေးထားပါတယ် သူတို့ဆက်သွယ်လိုက်လူချင်းတို့သိလို့တဲ့တင်တန်းကြီးတို့တင်တန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမေးမြန်းနိုင်တယ်ကျွန်တော်ဒီ page တွေကိုလည်းဝင်ကြည့်ပါအပေါ်ဆုံးမှာတင်တန်းကြောင်း video finite နော်တင်တန်းကြီးကအစတင်ထားပေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီတင်တန်းဒီစကားစွန့်ရည်တင်တန်း business presentations master class လို့ဆိုရတဲ့အညီစကားစွန့်ရည်တွေကစီးပွားရေးနဲ့ဆိုင်တဲ့စကားစွန့်ရည်သုံးခုဖြစ်တဲ့အယောင်ဆိုင်ရာပြောဆိုမှုတွေ so အဲ့တော့ online ရောအပြင်ရောပါမယ်ပြီးရင် meeting အစည်းအဝေးတွေမှာပြောဆိုမှုနဲ့ public speaking လူမှုအကြဟောပြောမှုဒီသုံးခုကိုကျွန်တော်ရဲ့နှစ်ပေါင်းများစွာပြိသက်ပေါင်းများစွာအကြောင်းအရာပေါင်းများစွာဟောပြောခဲ့တဲ့အကြောင်းအရာတွေကိုအနှစ်ချုပ်ပြီးတော့လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနှစ်သစ်မှာစကားဆွရင်မြင့်တင်အောင်မြင်ခြင်းတဲ့သူတိုင်းနဲ့စကားဆွရင်တင်တဲ့မှာတွေ့ကြမယ်။ဘန်ကောက်အစည်းအဝေးကတော့ကျွန်တော်တို့ meet and greet in bangkok ကျွန်တော်ရဲ့ bangkok fan meeting ကိုကျွန်တော်တို့အခုလာမယ်။၅လပိုင်း၁၈ရက်နေ့ အင်္ဂါနေ့ sorry ငါလာပိုင်း၁၈ရက်နေ့တနင်္ဂနွေနေ့နေ့လယ်၂နာရီနဲ့ညနေ၅နာရီထိဘန်ကောက်မှာဆောင်ရွက်မှာဖြစ်တယ်။လူကြီးအထူးကန့်သက်ပြီးလက်ခံမှာဖြစ်တယ်။ဒါကြောင့် Meet and Greet in Bangkok ပွဲတစ်ကက်လိုချင်တဲ့သူတွေက Meet and Greet in Bangkok တစ်ကက်လိုချင်ပါလို့ Messenger မှာရေးထားပြီးပါကျွန်တော်တို့တင်းကဆက်သွယ်ပြီးပါ။အားလုံးကျေးဇူးတင်ပါတယ်။အခုပဲမိမိတို့ရဲ့အောင်မြင်မှုကိုနှစ်ဆတိုးဖို့အတွက်အလုံးနှစ်ဆတိုးပြီးတော့စ조사ဆောင်ရွက်လိုက်ကြပါစို့ We must walk together we must build our nation